ဆက်ကြောတက်တဲ့အချိန်ဒါမှမဟုတ်ညောင်းညာတဲ့အချိန်တွေမှာလင်ကမယားကိုနှိတ်ခိုင်းမယားကလင်ကိုနှိတ်ခိုင်းနမို့သူငယ်ရှင်တွေကိုနှိတ်ခိုင်းအမေကသားသမီးတွေကိုနှိတ်ခိုင်းရင်ဒီတည်င်းကိုကြည့်ကြည့်ပါရှင်မနှိတ်တတ်ပဲနဲ့နှိတ်ရင်တခုခုလွယ်တတ်ရင်ထင်ထားတာထက်အရန်နဲ့တောက်ဖို့ကောင်းလို့ရှင်ဒီအဖြစ်ပြက်ကဒီနေ့၅လပိုင်း9ရက်နေ့ထိုင်းနိုင်ငံချင်းမိုင်မှာဖြစ်သွားခဲ့တယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ညလုံးကအမျိုးသားတယောက်က ထမင်းစားပြီးလို့အဲ့လိုမျိုးဆက်ကြောတက်လို့ညောင်းညာလို့မိမဖြစ်သူကိုနှိတ်ခိုင်းလိုက်တယ်တရှင်မိမဖြစ်သူလည်းအာလေပင်တွေနှိတ်ပေးအဲ့လိုမျိုးအနောက်ကျောတွေနှိတ်ပေးဒီနေရာတွေအနီးတဝိုက်ကလုံးနှိတ်ပေးတယ်တရှင်ဒီလေပင်အနီးတဝိုက်မှာကလုံးနှိတ်ပေးတယ်နှိတ်ပေးပြီးပြီးယောက်ျားကဘာမှမဖြစ်ဘူးတရှင်အဲ့ဒီညာနှိတ်ပေးပြီးဝင်အိတ်လိုက်ကြတယ်ယောက်ျားဖြစ်သူနည်းနည်းပိုင်းပြန်ထလာတော့စကားမပြောနိုင်တော့တရှင် ကြီးတော့လမ်းလဲကောင်းကောင်းမလျှောက်နိုင်တော့ဘူးအာခန္ဓာကိုယ်ရဲ့တချမ်းကအဲ့လိုမျိုးအာအင်မရှိတဲ့ပုံစံလိုမျိုးဖြစ်သွားတယ်တရှင်ဒါကြောင့်မိမဖြစ်သူကစီယုံကိုခေါ်သွားလိုက်တယ်စီယုံရောက်တော့ဆရာဝန်ကတက်မှန်ရိုက်ပေးလိုက်တယ်ရှင်တက်မှန်ရိုက်ပေးတော့အဲ့ဒီအမျိုးသားရဲ့အုံနောက်တချို့နေရာတွေကတည်သွားပြီတရှင် ဘာလို့အဲ့လိုမျိုးဖြစ်သွားတာလဲဆိုတော့မိန်းမဖြစ်သူကလေဘေးနားတွေမှာနှိပ်ပေးတယ်ပြီးတော့သွေးကြောနဲ့သွားထိတယ်တခြင်းပြီးတော့သွေးကြောကပောက်သွားတယ်သွေးကြောပောက်တော့သွေးကြောကအဲအုံနောက်ကိုသွားပြီးတော့အသွေးမျိုးပေးနိုင်တော့လို့အဲ့လိုမျိုးအုံနောက်ကတည်သွားတယ်တခြင်း ကံကောင်းလို့အကုန်လုံးတည်သွားတာမဟုတ်ဘဲနဲ့တချို့နေရာတွေမှာပဲတည်သွားလို့ဒီအမျိုးသားကအဲ့လိုမျိုးတချမ်းတည်သွားတဲ့သူလိုမျိုးပဲဖြစ်သွားတဲ့တကယ်လို့အုံနောက်ပေးကြောကအကုန်လုံးတည်အဲ့ဒီအမျိုးသားလဲတည်သွားလို့ဒီတဲ့ရှင်အသက်မရှင်တော့ဘူးတဲ့ရှင် ဆရာဝန်ပြောတာကတော့ဒီအမျိုးသားကတော့အစကနေစကားပြောတာတွေပြန်တင်ပြန်လေ့ကျင့်ရမယ်ပြီးတော့လမ်းလျှောက်တယ်တွေလည်းအစကနေပြန်လေ့ကျင့်ရမယ်တရှိစကားလုံးတွေဆိုလည်းတချို့စကားလုံးပဲပြောနေတယ်တချို့စကားလုံးတွေကပြောလို့မထွက်နိုင်ဘူးအဲ့လိုမျိုးတရှိလမ်းလျှောက်တာစကားပြောတာအကုန်လုံးပြန်လေ့ကျင့်ရမယ် ကျေဝွန်တတိပေးတာကတော့အဲ့တော့တကယ်လို့အမိသားစုဝင်အချင်းချင်းလင်မယားအဲ့လိုမျိုးမိမကယောက်ျားကိုနှိတ်ခိုင်းတော့ပဲဖြစ်ယောက်ျားမိမကိုနှိတ်ခိုင်းတော့ပဲဖြစ်မနှိတ်တဲ့ရင်မနှိတ်နဲ့တဲ့ရှင်အဲ့လိုမျိုးဒီလေဘင်းသားတွေမှာနှိတ်လို့အဲ့လိုမျိုးသွေးကြောနဲ့သွားထိလို့မျိုးဖြစ်နိုင်ချေများတယ်လို့ဆရာဝန်ကပြောတယ် တကယ်လို့နှိတ်ချင်ရင်အဲ့လိုမျိုးအနှိတ်ဆိုင်တွေမှာပဲသွားနှိတ်တဲ့တဲ့ရှင့်အနှိတ်ဆိုင်ဆိုရင်တော့မကွာတေချာလေးလာစုံဆိုင်ရောက်မယ်အဲ့ဒီအာကို့လာနှိတ်ပေးတဲ့ဝန်ထမ်းကတကယ်ပဲတင်လာရလားတကယ်ပဲတက်လားဆိုတာနှိတ်ပိုင်းမှာတင်ထားတဲ့သူကပဲကို့လာနှိတ်ပေးလို့ရမယ်တဲ့ရှင့်ပြီးတော့တချို့ဆိုလေရှင့်အာတယောက်တော့တယောက်နှိတ်ခိုင်းတဲ့ချိန်လေးပြင်းပြင်းနှိတ်ခိုင်းတာအေးပြင်းပြင်းနှိတ်အောင်အာအပြအာအာနေတဲ့အာဆိုင်အာဆိုင်ဆိုတာရှိတယ်ရှင့်မလုံနဲ့လို့ဆရာဝန်ကပြောတယ် ဒီတင်းနဲ့ပတ်သက်ပြီးခိုင်းတဲ့ရဲ့ comment အောက်မှာခက်များဘလို့တော့ comment ကြလဲဆိုတော့အိမ်ပြန်ရောက်ရင်မိမကိုသွားနှိပ်ပေးဦးမယ်လို့ပြောတဲ့သူတွေအများဆုံးပဲရှင်အနှိပ်ခံရတာတွေကြိုက်တဲ့သူတွေတတိထားကြပါလို့ရှင်